အားလုံးပဲမင်္ဂလာပါရှင်ကျမခင်ယနာမေသူတသိမ့်သိမ့်တုံဆင်းရနေနှုတ်ဆက်လိုက်ပါရရှင်တုံတုံရဲ့ချော်ကန်နယ်လေးကိုကြည့်ရှုအားပေးနေကြတဲ့ခொနည်းရဲ့သားသမီးယောက်ျားမိန်းမမြေမှုသောပုဂ္ဂိုလ်မြေမှုသောပုဂ္ဂိုလ်ယုံကသောပုံကသောအာကကသောရှင်းနေရှိသောနနာစတောလာနနာတရောအေးမြက်ကလေးအပထန်းရွတ်တာတွေနဲ့လေးအာရောသွားမြေတာပို့လိုက်နဲ့ရောသွားတယ်တိခတ်ပါရှင်ဟုတ်ကဲ့ အာဒီနေ့လေအခုနှစ်သားသမီးအားလုံးကျမချမ်းသာကြပါစေလို့တုံတော့ဆုတောင်းပါရနော်အော်တုံတုံရဲ့အဲအစီအစဉ်လေးကိုလေကြည့်ရှုအားပေးကြကြသူအရင်မဲ့ကျေးဇူးတင်တယ်အဲတုံတုံရဲ့အလှထဲမှာမူမေအေးပျော်ပိုက်ပြီးတော့ချော်လဲမသွားကြနဲ့နော်အဲ့ဒါတုံတုံတောင်းမြူးနော်အဲ့ဒါကိုကိုလောဘနဲ့ကိုကိုဒေါသနဲ့ကိုပဲတုံတုံကတုံတုံကပျော်ကြီးလေတုံ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 မှာအဲ့ဒါတခြားဇလန်းတွေရှိသေးတော့တခြားလူတွေကိုတောင်းမြူးနိုင်မှုလို့အဲ့ဒါလေးပြောတာအဲဟုတ်ပါ ။ဘာလို့သတင်းကြေညာမအောင်လဲဗျမ်းမာတွေလျှောက်ပြောနေတာ။ဒီခက်ပါရှင်။ဟုတ်ကဲ့အဲ့ဒါအခုဆိုရင်တော့လေဒီနေ့တွန်တုံးရဲ့ခုနှစ်ရက်အတွင်းသတင်းများကိုလေတင်ဆက်နေကြအနေဒါဂျာပေါ့နေနဲ့အရေးပေါ်အစီအစဉ်လေးတစ်ခုတင်ဆက်ခြင်းလို့အခုလိုမျိုးဟိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ အော်ဘလောက်တီတောင်အရေးကြီးတဲ့အစီအစဉ်လေးကိုတင်ဆက်ချင်တာလဲဆိုရင်တုံတုံတို့ရဲ့ဒါမဂဇင်းလောဂျာနယ်လောကဟာသတင်းမီဒီယာလောကမှာဆိုအရှမ်းကိုမှရှမ်းရှမ်းတောက်နေမှကြည့်တကယ်တုံတုံတို့ရဲ့ဂူရူကြီးဖြစ်တဲ့အိန္ဒိယကိုကိုပြဲရဲ့အင်တာဗျူးအစီအစဉ်လေးပါသူရဲ့ဆောင်းပါးလေးနဲ့အင်တာဗျူးအစီအစဉ်လေးကိုတင်ဆက်ပေးခြင်းလို့တုံတုံကအခုလိုလိုင်းပေါ်တက်ရောက်လာတာဖြစ်ပါတယ်အဲ့တော့တုံတုံတင်ဆက်မဲ့အိန္ဒိယကိုကိုပြဲရဲ့အင်တာဗျူးအစီအစဉ်လေးကို 继续阿碧罗吴家宝先。အင်တာဗျူးလေးမစခင်အန်တီနဲ့အဲ့လိုသဘောစကားလေးနည်းနည်းလောက်ပြောမယ်နော်ပြောလေသမီးပြောရပါတယ်သမီးရဲ့ ဒီရပိုင်းနဲ့ Facebook မှာလေ NLD ပါတီကရွေးကောက်ပွဲပြန်ပွဲမှုရအတွက်လေအဲ့ဒါအရေးချင်းမပြည့်မီဘူးဆိုပြီးတော့မှ live ပေါ်မှာပြောနေတာလေးကြားလို့လေအဲ့ဒါနဲ့ပတ်သက်ပြီး NDC ကအမှန်တရားလေးတွေကြားချင်းလို့ပါအော်ဟာရပါတယ်တမီးရဲ့ NDC ပြောတာမမှားဘူးလေတမီးစဉ်းစားကြည့်လိုက်လေဟာဒေါ်ဆန်းစုကြည်မရှိတဲ့အချိန်မှာသူတို့တွေ ဘာမှမလုပ်တတ်ကြတော့ဘူးလေအဲ့ဒါအန်ဒီပြောတာမလွန်ပါဘူးဒါအရှိတရားတွေပဲရှိတရားတွေကိုလက်ခံရမယ်လေဟိုအန်ဒီတို့ပါတီဆိုလို့ရှိရင်ကွယ်အန်ဒီတို့ပါတီနဲ့ဟိုပေါ့အန်ဒီနဲ့ဆိုရင်ကြည့်လိုက်ရင်လေဟိုခုနှစ်တရောအဲအများကြီးကွာတယ်လေဒါပေမဲ့အန်ဒီတို့ပါတီဆိုလို့ရှိရင်ဘာပြောပြောအခုဆိုလို့ရှိရင်၃လသားပါတီလေ၃လသားပါတီတောင်မှလေရွေးကောက်ပွဲကိုဟမ်ဟိုပါလေအန်ဒီတို့ပါတီကဟို၃လသား မဟုတ်ဘူးထင်တယ်နော်ဟဲ့ဟုတ်လားသုံးနှစ်သားမဟုတ်ဘူးလားသုံးသုံးနှစ်သားလားလို့ဟုတ်လားခဏလေးတော့အစ်ဒီအလွတ်မရလို့နော်ခဏလေးခဏလေးနော်ဆားရလေးတောက်ယူလိုက်မယ်နော်တေးချတောက်အောင်လို့နော်ဟုတ်ကဲ့ရောက်လာပါပြီသမီးအော်ဟုတ်တယ်ဟုတ်တယ်သုံးနှစ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 ်သား sorry နော်သုံးနှစ်သားပါတီတော်မှလေအခုနေရာပေါင်းဆုံးမှာမက်ဆန္ဒနယ်ကြီးအများကြီးမှာပါဝင်ရှင်ပြိုင်မှုတွေအစင်သင်းဖြစ်နေပြီ အာလူအင်အားကလည်းအပြည့်ပဲယုံနေရလည်းအပြည့်ပဲမဲဆန္ဒတွေအကုန်လုံးကိုအန်ဒီကအာအလုံးအရင်းနဲ့အလုံးအရင်းနဲ့အန်ဒီကရှင်ပြိုင်မှုအစင်သင်းဖြစ်နေအန်ဒီတို့ပါတီတောင်မှလေသုံးနှစ်သားပါတီတောင်မှဒါလိုလုံနိုင်တာလေသူတို့တွေမလုံနိုင်ဘူးဆိုတော့လေအဲ့ဒါဟိုတယောက်ကိုပဲမိခိုနေရတာကြီးရလေအဒီအသိပြီးတော့ဟိုကိုကကောင်းစီကျင်တော့ပါတမီးရဲ့ဟိုအားလဲဟိုတကယ်နိုင်မယ်ကြီးဟိုပါတီတခုမလားအဲ့ဒါကြောင့်ကိုက ဲ့လိုလေပြောလိုက်တာပါဟဲ့အောက်အောက်တော့ record เนาะတမီးเนาะဟဲ့ဒါမှဒါတွေကအမှန်တရားတွေပါပဲเนาะတမီး interview view လို့ရပြီเนาะတမီးတခြားရှိတင်တာရှိသေးလားတမီးဟုတ်သိတင်တာလေးလို့ရှိဒါမှ interview လေးစလိုက်ပါအော်ဟုတ်ကဲ့ပါရပါပြီမင်္ဂလာပါအန်ဒီရှင်အခုလာမယ့်ရွေးကောက်ပွဲအတွက် interview လေးစလိုက်ရအောင်เนาะ ဟုတ်ကဲ့ပါသမီးဟုတ်ဒါဆိုလို့ရှိရင်အန်တီတို့ပါတီနာမည်လေးနဲ့ပါတီဝင်တွေရဲ့အဖွဲ့ဝင်တွေကိုလည်းမိတ်ဆက်ပေးပါအောင်ဘယ်နှစ်ယောက်ရှိလဲဆိုတာလေးပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုနေရာကနေပြက်အမဲဘယ်လိုမဲဆန္ဒနယ်တွေကနေဝင်ရောက်ရှင်ပြိုင်ပါလဲဆိုတာလေးကိုလည်းအားလုံးသိအောင်ရှင်းပြပေးပါအောင်ရှင်ဟာဟုတ်ကဲ့ပါသမီးဟိုအန်တီတို့ပါတီရဲ့နာမည်ကတော့လေပြပြပွမီပေါက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 ီအဲ့တော့အန်တီတို့ပါတီရဲ့အဲ မဲဆန္ဒနေတွေကတော့အများကြီးပဲအရင်ဆုံးအနေနဲ့ကတော့ဒီတို့ပါတီဝင်တွေကလေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီတို့ပါတီဝင်တွေကဘလောက်တောင်ရှိလဲဆိုတော့အဲတန်း62တန်းလောက်ရှိတယ်ပါတီဝင်တွေလေအဲဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့တန်း60နဲ့နည်းရောသွားတယ်ရောသွား sorry sorry အဲ 6000,8000,9000တသိန်းလောက်ရှိတာပေါ့เนาะအဲ့ဒါအဲ့ဒါကပါတီဝင်နေပေါ့เนาะပြီးလို့ရှင်အန်တီတို့ဟိုပြိုင်မဲ့မဲဆန္ဒနယ်တွေကတော့အဲမြို့ပေါင်းလေ395မြို့လောက်ရှိတယ်တမီးရဲ့ဟဲ့ဟုတ်တော့မြန်မာနိုင်ငံမှာမြို့က330လောက်ပဲရှိတယ်နည်းနည်းများသွားတယ်များသွားတယ်နည်းလျှော့လိုက်မယ်เนาะအဲမြို့မြို့တွေမြောင်းလာရှိတဲ့မြို့တွေအကုန်လုံးကိုအန်တီတို့အာ ဟိုဟာလေအဲပေါကီပေါကီပေါကီရနေပြီလို့ရှင်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲဒါနဲ့မှအန်ဒီစိတ်ထဲမှာလေ မတင်းတိမ်ဘူးဆိုလို့ရှင်အန်ဒီရလေရက်ရှားတို့တရုတ်တို့ဩစတြေးလျားတို့ဟလာအဲ့လိုတွေထိပါယူကရိန်းတို့ပါတို့ထိပါလေအန်ဒီရအာဝင်ရောက်ရှင်ပြိုင်မှုတော်မှာအန်ဒီကမ္ဘာအဆင့်မီအဲရှင်ပြိုင်နိုင်အောင်တော့အန်ဒီရစဉ်းစားထားတာအဲပြီးလို့ရှင်အန်ဒီတို့ရဲ့မူဝါဒတွေအောင်လဲလေ ဟိုအရန်ကိုပဲလေကောင်းတယ်လေသိတယ်မလားမူဝါဒတွေအကောင်ဆုံးပေါ့လေပြီးလို့ရှိရင်လည်းချမှတ်ထားတာပေါ့နော်အဲ့ဒါအဓိကဥက္ကဋ္ဌလေပြီးလို့ရှိရင်လည်းအန်ဒီရိုပါတီကနေပြီးလို့ရှိရင်လည်း ဟိုအန်တီပေါ်မှာလေအတီကိုအားကိုးပြီးတော့အန်တီအပေါ်မှာပဲမိခိုနေတဲ့လေဟိုဟာပေါ်လွတ်တော်ကိုစလေဒီအန်တီကအဲ့လိုမျိုးမဖြစ်စေချင်တယောက်ချင်းစီရောအန်တီကလေအရင်ချင်းရှိချင်တာလေအန်တီမရှိရင်ဘာမှမလုပ်တတ်တော့ဘူးဆိုရဲပါတီလိုမျိုးပေါ့အဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့အန်တီကအားလုံးကိုပြုစုပြောထောင်ပေးထားတာပေါ့နော်အဲ့ခါကြတော့ ပြောမယ်ဆိုရင်တော့လေအန်တီကလေအဲ့ဒါနိုင်ငံကိုအရန်ကောင်းစီချင်တာလေအန်တီသားလို့ဟို88ကလေးလေတော်လိုင်းရေးတဲ့ဟိုသားအန်တီကရွတ်ချော်ပါဒီချင်းဆိုလေသူများတွေလုံးမဟုတ်ဘူးအရန်ကောင်းအောင်နိုင်ငံကိုလမ်းပြန်ထွက်တော့အန်တီကလုံနိုင်တယ်နော်အဲ့လားဟိုလေအဒီနောက်ကျတယ်လို့ငါလူဖြစ်တာအရင်နောက်ကျတယ်ဆိုကိုကိုကူတော်မှလေအဲတမျိုးတော် ဘလို့ခေါ်မလဲအားမလို့အားမရတော့ဖြစ်ဒါပေမဲ့အန်တီအန်တီဟိုဖြစ်ပါတယ်အန်တီမှာရည်ချင်းနေရှိတော့အန်တီစ조사မှာနိုင်ငံအရန်ကောင်းစေခြင်းတယ်လေအဲအဲ့ဒါကြောင့်မလို့လေအန်တီကလေဟိုပေါ့ပြီးလို့ရှင်လဲလေအဲအန်တီရဲ့ဘွားမှာလေဟိုအန်တီကအပြာကားတွေအရန်ကြည့်အဲမဟုတ်ပါဘူးအပြာရောင်အရန်ကြိုက်တယ်လေကြိုက်တော့အန်တီရဲ့ပါတီရဲ့ကာလာလေးကိုလေအန်တီကအပြာရောင်လေးပဲရွေးချယ်လိုက်တာပေါ့နော် ပြာတော့ပြာနေပြီတောက်လျှောက်ကိုပြာတယ်လေအယောင်ပြာတော့ပြောတာနော်အဲ့ဒါအဲ့ဒါလေးပါသမီးရဲ့ဟုတ်ဟုတ်ဒါဆိုအန်တီရိုပါတီဝင်တွေကအပြာမေတွေများလာပေါ့နော်အတောက်လျှောက်ကြည့်ရလေ အဲမဟုတ်ပါဘူးဟဲ့ဘာတွေပြောနေရလဲဘာတွေမင်းနေရလဲအပြာရောင်ကိုကိုစားပြုတဲ့လွတ်တော်ကိုယ်စားလှယ်တွေအဲ့လိုတွေဖြစ်တယ်ပြောပါရင်သမီးကလည်းစကားဆင်ခြင်ပြောရတယ်နော်ဗျမ်းပရာတွေမပြောနဲ့နော်အန်တီကိုကြည့်အန်တီကိုနမူနာယူနော်ဗျမ်းပရာတွေမပြောရဘူးစီးနဲ့ကန်းနဲ့ပြောရတယ်သမီးဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟိုနောက်စလိုက်တော့မယ်နော်ပါတီအောင်နိုင်ရဲ့အတွက်အန်တီဘာတွေများလုပ်နေပါလဲရှင် အော်ပါတီအောင်နိုင်ရေးအတွက်ကလေမဲဆွဲတာတွေမဲဆွဲတာတွေဆွဲတာတွေတောက်လျှောက်ကျိုးဆွဲတာတွေရောအန်ဒီအကုန်လုံးတယ်နောက်ပြီးတော့လေဟိုရရဟာခြေတာလေးလည်းအန်ဒီလုံနေတယ်ဟောဆိုအန်ဒီကအရင်တုန်းကအန်ဒီဟိုလေအဲဝင်ကြီးဖြစ်ခဲ့ဘူးတယ်လေအန်ဒီဝင်ကြီးအဆင့်တိဖြစ်ခဲ့ဘူးတာနော်ရိုးရိုးလွတ်တော်ကိုယ်စားလှယ်အဆင့်မဟုတ်ဝင်ကြီးတောင်မှနှစ်နေအောင်တော့တနေရာတည်းမဟုတ်ဘူးအဲ့တော့အန်ဒီမှာအတွေ့အကြုံတွေကအများကြီးရှိတယ်လေ ဲ့တော့လေဟိုဟာနဲ့အဘာတို့နဲ့လည်းအတူတူပူပေါင်းပြီးတော့လေဟိုတချို့နေရာတွေအတူတူလေးပေါင်းကြိတ်ကြံတာတွေပေါင်းလောက်တာတွေရှိခဲ့တယ်လေဝင်ကြီးလေအန်ဒီယဝင်ကြီးအဲ့တော့လေသူဘာဖြစ်လဲဆိုတော့အန်ဒီကလေရေရေဟာခြေတာလေးတွေလည်းလှုပ်တယ်ဘာလို့ဆိုအဘာတို့ရေရေဟာခြေတာနဲ့ပေါင်းနဲ့အတူတူလေအန်ဒီကသွားတော့လေသူတို့ရေရေဟာခြေတဲ့နီးလေးတွေယူရတာပေါ့နော်ယူပြီးအန်ဒီရေရေဟာခြေတဲ့လှုပ်လေးတွေလည်းအန်ဒီလှုပ်ပါတယ် ူများတွေကလေငကစားကျွေးတယ်ဖျားမရရရချီရဲလုတ်တယ်ဆိုရည်တော့ကြားဦးတယ်အန်တီရောဘလိုတွေလုတ်နေပါလဲဩဟာအန်တီရောလေအဲ့လိုအန်တီရောသူများနဲ့မတူအန်တီတွေးတာခေါ်တာစဉ်းစားတာဆိုအန်တီသူများနဲ့မတူအောင်စဉ်းစားတယ်လေအဲ့တော့အန်တီကအဲ့တော့အန်တီလုတ်တာကတော့လေအ လိတ်ထီးလေးကိုလေအဒီကတတလေးပုတ်ပြီးတော့တိတ်တိတင်မန်တန်ရွတ်တဲ့ဟာလေးကိုအဒီကလှုပ်ပေးနေတာလိတ်ထီးလေးကိုညင်ညင်တတလေးရွတ်ပေးရတဲ့အဲမန်တန်မျိုးပေါ့နော်တိတ်တိတင်မှုမျိုးပေါ့ဒီအဲ့ဒါနေတိုင်းလှုပ်တဲ့အဒီ ဲ့ဒါလေးကိုလေအန်တီပါတီမဲပေးခြင်းတဲ့ဆိုရင်ဝင်မြပေးလို့ရမလားရှင်ဟဲ့တမီးရယ်တမီးအရန်ကိုတော်တာပဲအဲ့ဒီပြောခြင်းဝင်မြပေးခြင်းနေတာလေတော်တယ်တမီးလိုမျိုးလေသတင်းသမားတွေဒီမြန်မာနိုင်ငံမှာအများကြီးလိုအပ်တယ်သိလားနော်တမီးအဲ့တော့ရွတ်ပြပေးမှာပေါ့နော်အဲ့တော့တီချာလေးလိုက်မှတ်နော်ဘာလို့ဆိုတော့ तू ကလေထန်နဲ့ grind နဲ့တီချာရွတ်ရတာဟာ तू ကလေမှားလို့မရအောင်တိလာအာယုံလေးဝင်စားပြီးတော့ live live မှတ်ပြီးနော်ရွတ်မယ်နော် မန်တန်ကိုလေ လိတ်ကလေးခြေတို့မကြီးရွတ်နဲ့ကြိုစီရီဝေလို့ဖိတ်ဖေလို့မလိတ်အိတ်ဟောင်းသုံးခေါက်အသက်အသက်အော့အော့အော့ပြီးတော့လေအသက်အော့ပြီးတော့အဲရွရတယ်အဲရွလို့ရှင်လေအဲ့လေလေထီးလေးရလေအပုတ်ပြီးတော့ယူရတာနော်ပုတ်လိုက်အဲ့လေတိတ်ကြီးဝင်နေလေထီးလေးဖြစ်သွားရောအဲဆိုစွမ်းတာပေါ့နော်အရန်စွမ်းနေမိနော်ဟုတ်ကဲ့ပါအန်တီ အရင်ရွေးကောက်ပွဲမှာတော့ကလူထုထောက်ခံမှုမရပဲအာနာသိမ်းလိုက်ချိန်မှာဝင်ကြီးတက်ဖြစ်တာ တော့ဘာကြောင့်ဆိုတာရှင်းပြလို့ရမလားရှင်။အော်အဲ့ဒါကလားအဲ့ဒါကအန်တီတော်လို့လေအန်တီကတော်တော့စင်ပေါ်ကနေကောက်စင်တော်ကနေကောက်တာပေါ့နော်အဲ့တော့အန်တီကလေအဲအဲ့ဟာလေတကူကိုယ်တိုင်ကလေတော်တာလေပါတာရည်ချင်းရှိရလေပါနော်မျိုးရိုးတွေအကုန်လုံးကလေနည်းနည်းရရမှမဟုတ်တာအဲ့ကုံတယ်မျိုးရိုးတွေလေရှင်ပတ်စံချမ်းသာတာကိုပြောချင်တာ အပစံချမ်းသာကုံတယ်မျိုးယိုးကနေလာတယ်နောက်ပြီးတော့ပညာတတ်ဆရာဝန်တွေမျိုးယိုးပညာတတ်လည်းပညာတတ်မျိုးယိုးလေအဲစိတ်နှလုံးကောင်းတဲ့မျိုးယိုးပေါ့နော်အကုန်လုံးပဲအန်ဒီတို့ကအကုန်ကောင်းတဲ့မျိုးယိုးကနေလာတာဆိုတော့ဂုံညာလည်းရှိပြီးသားပေါ့နော်အဲ့ခါကျတော့အန်ဒီတို့ကပြီးလို့ရှင်အန်ဒီမှာ PRC အစွမ်းကလည်းရှိတယ်အဲ့ဒါကြောင့်မလို့အဲ့နေရာကိုလေဝင်ကြီးတန်းဖြစ်သွားတာအန်ဒီကလေဟုတ် အဲ့ဒါဆိုရင်အဲ့ပီရဆေးလေးကိုရောလေဝင်မြပေးလို့ရမလားအန်ဒီဟောရတာပေါ့သမီးရဲ့ဟောအဲ့ဟောလေအန်ဒီအလွတ်မရလို့နော်အဲ့ဒါလေးအန်ဒီဆာရွယ်လေးခဏတောင်းယူလိုက်အောင်မယ်နော်ခဏလေးပဲနော်တောင်းနေပါပြီရောက်လာပါပြီရောက်လာပြီနော်သမီးဟုတ်ကဲ့အဲ့ဆိုရင်အန်ဒီရွတ်ပြမယ်နော်စပါစီစီပီစာပလာတီပလီတာပလီစီ6ချက်6ချက်ပလီစီ ဂွိအဲအဲ့လိုဂွိဆိုတာ ਨੇ အဲ့ဒါကျမလေထီလေးရှိရနေဆေးလေးရပြီအဲ့တော့ဆရာဂွိဂွိဇေးပေါ့နော်အဲဂွိဇေးမန္တန်ပေါ့ပြရဇေးလေးပေါ့နော်အဲ့ဂွိဇေးလေးရပြီဆိုတာ ਨੇ အဲ့လေထီလေးရှိရနေအဲ့အစီပေါ့နော်အဲ့ဂွိဇေးလေးရပြီဆိုတာ ਨੇ အဲအဲ့ဒီဆေးလေးကိုအဲ့ဂွိဇေးလေးကိုအဲ့သူ့ရဲ့ဟိုပါပေါ့ဆေးလေးကိုတမျက်နှာလုံးလေး အင်းကျမအဲတို့တာပေါ့နော်တို့ပြီးလို့ရှင်တကိုလုံးပေါ့တကိုလုံးရောခြေစုံကုံစုံအကုန်တို့လိုက်ပြီဆိုတာနဲ့ကျမအဲ့အဲ့အဲ့ဂွီဆေးရဲ့အစွမ်းကလေပြပြီးလို့ရှင်လေဟောပေါ့မျက်နာမြင်ချစ်ခင်အတန်ကြာတနာပေါ့နော်အဲ့ကျမအားလုံးစင်ပေါ့ငကောမှအရင်ရှိတဲ့သူဆိုစင် ပေါ်ဟိုတင်ကျင်တဲ့သူတွေကလည်းပိုးပြီးတော့အိန္ဒိယအဲ့မှာနေမဲ့ဒီအဂွီဆေးလေးရဲ့တိတ်တိနဲ့အစွမ်းတိတ်တိနဲ့ဝင်ကြီးဖြစ်သွားတာပါလို့အခုလိုအသေးစိတ်ဖြစ်ကြပြီးအတွက်ကျေးဇူးတင်ပါတယ်အန်တီပါတီကိုမဲပေးခြင်းတဲ့သူတွေကိုဘာအများပြောချင်ပါသေးလဲရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုအန်တီရဲ့ပါတီကိုလေအန်တီရဲ့ပါတီ ပြပြပုံမြီပေါကီ ပေါကီပေါကီဆိုတဲ့ပါတီလေးကိုလေမဲပေးခြင်းတယ်ဆိုရင်တော့အန်ဒီလိုပဲလိတ်ထီလေးမွေးမွေးပြီးလိတ်ထီလေးကိုတေချာလေးပုတ်ပေးပြီးတော့ရှင်လေအန်ဒီကုနာပြောပြတဲ့မန်ဒန်နေနဲ့လေတိတ်ထီတင်လိုက်မယ်ဆိုလို့ရှင်လေလောကမှာလေရာရာအားလုံးကလေအောင်မြင်ပြီးလက်လာပါရရောလေနောက်ပြီးတော့အောင်မြင်ကြောက်ချောင်းမှုတွေရောအန်ဒီရေတွေရောကင်းရှင်းပြီးတော့လေတကယ်ကိုပဲအရင်ချင်းရှိတဲ့သူတွေဖြစ်သွားပါလိမ့်မယ်နော် အဲ့ဒါလေးအန်တီပြောပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အန်တီတို့ပါတီကိုမဲပေးနော်မဲပေးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ခုနကတင်ဆက်ပေးသွားတဲ့အင်တာဗျူးအစီအစဉ်လေးကတော့အာရှနွားရဲ့အဲကျမတို့ရဲ့ဆရာကြီးအိန္ဒိယကိုကိုပြဲရဲ့အင်တာဗျူးအစီအစဉ်လေးဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုအားရကျင်းတဲ့ တက်ကြလိမ့်မယ်လို့တွန်းတွန်းထင်ပါရဲ့ရှင်။ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့နောက်ဆုံးရတဲ့သတင်းတွေကိုဆက်လက်ပြီးတော့ကြေညာပြီးသွားမှာဖြစ်ပါတယ်။နောက်ဆုံးရတဲ့သတင်းတွေကတော့ NCA လက်မှတ်ထိုးပွဲမှာအနော်အဲမဲလုံးကပြောသွားတဲ့ဘသူမှ NCA လက်မှတ်ထိုးတဲ့သူတွေဘသူမှမပါလဲသူတို့က NCA ကိုဆက်သွားမယ်လို့ပြောသွားတဲ့သတင်းလေးကိုတုံတုံကအဲတင်ဆက်ပေးခြင်းပါတယ်။ဒါကပါလဲဆိုတော့ NCA ကလက်မှတ်ထိုးထားတာဒီ တိုင်းသား EAO တွေတွေမဟုတ်ဘဲနဲ့နိုင်ငံတကာကတကယ်ကိုပဲနာမည်ကြီးတဲ့နိုင်ငံတွေကအသီးသက်တွေနဲ့ထိုးသွားတာဖြစ်တဲ့အတွက် DNCA လက်မှတ်ဟာဆိုလို့ရှိရင်အဲစာရွက်လေးတင် မဟုတ်ဘဲနဲ့ ဒါလွတ်ပစ်လိုက်တဲ့ပျက်စီးသွားတဲ့စာရွက်မဟုတ်ဘူးလို့လည်းသူကပြောပါတယ်အဲ့တော့ဒီစာရွက်ကလက်မှတ်ထိုးတဲ့သူတွေဘယ်သူလာလာမလာလာစာရွက်ကတော့စာရွက်ကြီးတိုင်းရှိနေမှာလို့သူကအတိအလင်းပြောသွားပါတယ်အဲအဲမဲလုံးရဲ့ရွှေညံတော်ဆူရောက်မှုလေကျမတို့လေးစားရပါတယ်အရန်အန်အော့မြင်တက်ရပါတယ်အဲ့တော့သူတို့ကဒီ NCA ဒီ လက်မှတ်ထိုးခဲ့တဲ့သူတွေပါပါမပါပါရှိရှိမရှိလာလာမလာလာသူတို့ကယူဆိုင်မှာမဟုတ်ဘဲနဲ့ဒီစာရွက်ကြီးကိုပွေဖိုက်ပြီးတော့ဆက်လက်ပြီးတော့ခြစ်တက်ဖို့အတွက်ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုဒီ NCA ရဲ့ငြိမ်းချမ်းဖြစ်စဉ်တွေကိုဆက်လက်လုံခြုံသွားနိုင်ဖို့အတွက်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေတိုင်းရင်းသားတွေအားလုံးကိုဘုံကျဲမီးရှို့ဟတ်တပြက်ဖန်စီချုံနောင်ပေါ်တာဆွဲနေအောင်မယ်လို့ဆိုမဲလုံးကပြောသွားပါတယ်ရှင် ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့အခု NCA ဆာရွက်ကြီးဟာဆာရွက်အနေနဲ့မှုတ်ဖဲနဲ့အင်တာတွေကတ िश ူးစုပ်အဖြစ်ကိုပြောင်းလဲသွားပြီလို့အဲ့ဒါတရင်ကောင်းပါလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒုံတုံးရဲ့ချော်ကန်နေလေးကနေနောက်ဆုံးရတဲ့သတင်းတွေကိုဒုံတုံးကနောက်ဆုံးအနေနဲ့နောက်ဆုံးသတင်းအဖြစ်နဲ့နောက်ဆုံးတင်ပြရမယ်ဆိုလို့ရှိရင်တော့ရွှေဆိုင်နေအနေနဲ့စစ်ကောင်စီရဲ့လက်အောက်ခံတဘာဝပတ်ဝန်းကျင်နဲ့တယန်ဇာတာထိမ့်သိမ်းရေးဝင်ကြီးဌာန တက်ထုတွင်အမှတ်နှစ်ဝင်ကြီးဌာနရဲ့အဲထောက်ခံစာဘောင်ချာများနဲ့သာရွှေအယောင်းအဝယ်လုံလို့ရမယ်ဆိုတော့ထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။အခုဆိုရင်မြန်မာနိုင်ငံရဲ့ရွှေဈေးအရဆိုရင်85သိန်းရဲ့အထက်ကိုမြင့်တက်သွားပြီလို့သိရပါဗါးဒါဟာဆိုလို့ရှိရင်မြန်မာရွှေဈေးမြင့်တက်သွားခြင်းဒီမြန်မာနိုင်ငံရဲ့အဆင့်အတန်းနေ နိုင်သွားတာမဟုတ်တဲ့အတွက်မြင့်တက်လာတာဖြစ်တဲ့အတွက်အဲမြန်မာနိုင်ငံရဲ့တကယ့်ပညာရှင်များအဖွဲ့ရတော့အယံကိုဂုံယူလို့ပစုံဖြစ်နေပါတယ်ရှင်အဲ့တော့ဒေါ်လာဈေးတွေမြင့်တက်ခြင်းရွှေဈေးတွေမြင့်တက်ခြင်းဟာသူတို့တိုးတက်လာတာလို့သူတို့ကခံယူနေကြတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကသူတို့ရဲ့ရွှေဉံတော်တွေကိုအလွန်ပဲလေးစားရပါတယ်ရှင်ခုဆိုလို့ရှိရင်တော့ဝင်းကြီးဌာနအစ်စ်ကစကားမရဲ့အောက်မှာ ပေါ်လာတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ ရွှေရောင်းဝယ်ဖောက်ကားရေးဝင်ကြီးဌာနဖြစ်ပါတယ်ရှင်။အဲဝင်းကြီးဌာနတွေကနေမှာတတ်မှတ်တဲ့ဈေးနှုန်းတွေနဲ့သာဝယ်ရမှာဖြစ်တဲ့အတွက်ဘောင်ချားထဲမှာတမျိုးအပြင်မှာတမျိုးတွေဖြစ်လာတော့မှာဖြစ်တဲ့အတွက်ရွှေမှောင်ခိုလောကကြီးကိုမြင့်တင်ပေးလိုက်ရလဲရောက်ပါတယ်အရန်ကိုလည်း အဲဂုံယူစီဟာကောင်းပါတယ်လို့ပြောခြင်းပါတယ်ဒါကဟိုးအရင်တော့ဥနုရခေကဆိုရင်တူတူသားဆိုတာရှိတယ်လေတူတူသားဆိုအမဲသားကိုတရဝင် ရောင်းချခွင့်မပေးတဲ့အတွက်သူကခိုးပြီးတော့သူကသွားဝယ်ရတယ်ရောင်းတဲ့သူကဘယ်မှာလဲအဲ့လိုမျိုးအဲ့တော့ တူတူသားလို့ခေါ်ပါတယ်အဲ့လိုတူတူဘယ်မှာအမေသားစားခြင်းနဲ့လူကဘယ်မှာလဲအဲ့လိုတူတူလေးသွားရတူတူသားလို့ခေါ်ပါတယ်တူတူသားကိုတရဝင်းမရောင်းရဘူးအမေသားကိုတဝင်းမရောင်းရဘူးလို့ပြောခဲ့ပြီးမယ်တကယ်တမ်းရောင်းပေးတဲ့နေရာကတော့ရောင်းတဲ့နေရာကတော့ရဲစခန်းထဲမှာ ဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါအခုတခါတော့မိုးလေဝသသတင်းများကိုကြီးညာပေးခြင်းပါတယ်ရှင် ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်နေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်တက်မှာတိမ်တူထက်နေပါရဲ့ရှင်ကချင်ပြည်နယ်တွင်နေရာကွက်ကြားနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရီတိုင်းကြားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ် ဒီနေ့နိုင်တိုင်းနဲ့ရှမ်းပြည်နယ်တို့ရဲ့နေရာအနှံအပြားမိုးထချုံရွာပါမယ်။ရွာရင်ရာနှုန်းကြီးဖြစ်ပါတယ်။အဲ့တော့မရွာရင်လည်းမရွာဘူးလို့သတ်မှတ်လို့ရပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာမကွေးတိုင်းနဲ့စကိုင်းတန်းအောက်ပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းပြီးအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားနေရာလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်း မိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေကြခြင်းတို့သည်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့မိုးချိုးဖြစ်တယ်ဆိုတာကခံမှန်းလို့မရဘူးလို့လည်းသိရပါဗါတယ်အဲ့တော့မိုးချိုးကလည်းဖြစ်ခြင်းတဲ့အချိန်မှာဖြစ်ပါတယ်မဖြစ်ခြင်းတဲ့အချိန်ကြာလည်းသူကမဖြစ်ပါဘူးအဲ့တော့မိုးချိုးဖြစ်ဖို့ကိုဟိုကာလို့မရတဲ့အတွက်အဲ့တော့ဘိုးရွာတဲ့အချိန်မှာဘဲမှမသွားဘဲနဲ့အိမ်မှာနေကြပါ เนาะပြီးလို့ရှင်လဲမိုးကြိုးဖြစ်လို့ရှင်ရင်ဘာလို့ပြောမှလည်းမသိတော့တောင်းမမာရရှင်တိခတ်မှာရှင်အဲ့တော့နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြည်တော်မန်လီတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထချုံရွာပါမယ်ရှင်အခုနောက်ဆုံးအနေနဲ့တော့အားကစားသတင်းများကို သူများတွေလို့ပွဲပြီးမှတင်ဆက်တာမဟုတ်ဘဲねကျွန်မကတော့ဒီတစ်ပတ် ရီးမီးယားလိဘောလုံးပွဲစဉ်များကိုကြိုတင်ပြီးတော့ခန့်မှန်းတင်ဆက်သွားမှာဖြစ်ပါရရှင်။အခုဒီတစ်ပတ်မှာတော့ဘောလုံးဟာဟိုဘက်နဲ့ဒီဘက်နဲ့နှစ်ဖက်ကန်ရတဲ့အသင်းတွေဖြစ်ပြီးတော့အဲ့ဒီနှစ်သင်းလုံးဟာဆိုလို့ရှိရင်ဘောလုံးတစ်လုံးနဲ့ဝိုင်းလူကြမှာဖြစ်ပါရတယ်။အဲ့တော့ကျမတို့ရဲ့မြန်မာနိုင်ငံရဲ့ဘောလုံးအသင်းရဲ့နေ့စနေရပြောမယ်ဆိုလို့ရှိရင်တော့ပြောင်းစနစ်နဲ့ဘောလုံးကန်ကြတဲ့ခစ်ကြီးကနေကုန်ဆုံးသွားပြီးတော့ဘောလုံးတစ်လုံးတည်းကိုနှစ်ဖက်က ခွဲကန်ပြီးတော့နောက်တစ်ချိန်မှာဆိုလို့ရှိရင်တော့ဘောလုံးနှလုံးကိုကွင်းထဲမှာထက်ကန်တော့မယ်လို့လည်းကျွန်မသိရပါရရှင်အဲ့ဒါဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ဘောလုံး ဟိုကမ္ဘာဘောလုံးအဖွဲ့ချုပ်မှာမြန်မာနိုင်ငံကလူတွေကိုထည့်သွင်းလိုက်တဲ့အချိန်မှာအိုင်ဒီယာအသစ်တင်တဲ့ကမ္ဘာဘောလုံးလောကကိုပြောင်းလဲပြီးတော့တိုးတက်အောင်ပေါ့နော်အရင်တော့ဘောလုံးတစ်လုံးနဲ့ကန်တာကနေကွင်းထဲမှာဘောလုံးနှလုံးကန်ဖို့သူတို့စီစဉ်နေကြတယ်လို့သိရပါတယ်ရှင်အခုနောက်ဆုံးအရာနောက်ဆုံးသတင်းတွေကိုတုံတုံကနောက်ဆုံးတင်ဆက်ရမယ်ဆိုလို့ရှိရင်တော့ချဲစီအသင်းအားဆိုရင်မကန်ခင်တည်းကနိုင်နေပြီးသားဖြစ်နေပါဗါတယ်အဲ့တော့မန်ယူအသင်းတို့ခြားအာကြီးတို့အဲတခြားတခြားအသင်းတွေကတော့ အဲဘလို့ဖြစ်မလဲဂူအောင်မလားတော့မသိဘူးပေါ့ရှင်အဲ့ဒါချက်စီတင်ရတော့လေအဲ့ဒါဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကံတော်မကံပဲနဲ့နိုင်နေပြီးသားအသင်ဖြစ်တယ်လို့သတင်းရရှိပါရယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါရယ်ရှင်